ားလုံးပဲမင်္ဂလာပါမေတ္တာယောဂမှာကျေစုပါတယ်ဒီနေ့ကျမဝင်ရပေးမယ်ယောဂအကွက်လေးကမျိုးလုံးလေးကိုလေ့ကျင့်ရယောဂအကွက်လေးဖြစ်ပါတယ်အဲဆိုတော့ဒီမျိုးလုံးလေးကိုလေ့ကျင့်ပေးခြင်းအပြင်ဘာကောင်းကျိုးရရလဲဆိုတော့မျိုးလုံးညောင်းတာမျိုးလုံးကြိုက်တာတွေအဲနောက်တစ်ခုကျတော့ဒီမျိုးလုံးအာယုံကြောအားနည်းရာတွေကိုကာကွယ်ပေးပါတယ် ကျမတို့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာဒီမျိုးလုံးအာယုံကြောအာနိယာတွေပါဝါတိုးလာတာတွေပေါ့နော်ဒါလေးတွေရှိတတ်တယ်ဒါလေးတွေကိုကြိုတင်ပြီးတော့ကောက်ွယ်ပေးပါတယ်အာပုံမှန်ဒီဒီဇိုင်းမှန်မှန်ဒီကျမတို့မျိုးလုံးလေးကိုလေ့ကျင့်ပေးတယ်ဆိုရင်ကျမတို့မျိုးလုံးကြိုက်တာတွေအဲလက်ရှိပါဝါရှိနေတဲ့ဆွင့်တော်မှရောကြပါတယ်ဆိုတော့အခုကျမတို့ အငြင်းလေးချက်မယ်ဆိုခါလေးမမတ်လေးထားမယ်နော်။အော်နောက်တစ်ခုကျတော့ကျွန်တော်တို့ပေးနေရမှမဆိုလေးချက်လို့ရနော်။ထိုင်ခုံပေါ်မှာထိုင်နေနော်။ကိုတက်တောင့်တက်တာဒီလိုမျိုးနေနေရမှာမတည့်ရတာပဲဖြစ်ဖြစ်အခုကျွန်မလူမျိုးချမ်းပြေထိုင်ပြီးတော့လေ့ကျင့်တာဖြစ်ဖြစ်ရပါတယ်။ဆိုတော့ခါလေးကိုမမတ်လေးရင်ထားလိုက်မယ်နော်။ပခုံးလေးကိုအားလျှော်လိုက်မယ်ဆိုတော့ခါတလေကြာကျွန်တော်ပခုံးလေးဥညထားတတ်တယ်နော်ဆို တတောင်တတာလေးနှင်းတယ်။မျက်နာလေးကဒလူလိုက်မတော်တော့ဝန်းမျက်နာလေးကိုတတောင်တတာလေးပဲထားပြီးမျက်လုံးလေးကိုအပေါ်ကြည့်မယ်။အောက်ကြည့်မယ်ကိုအတူတူတွားကြည့်မယ်။ဆိုတော့အသက်ရှူပြီးတော့မျက်လုံးလေးအပေါ်ကြည့်ရှူထုတ်ပြီးတော့အောက်ကိုကြည့်မယ်။ရှူပြီးတော့အပေါ်ကြည့်ထုတ်ပြီးတော့အောက်ကိုကြည့်ရှူတွင်းနဲ့အပေါ် ရှူထုတ်တယ်အောက်ကောင်းရှိရနော်ရှူတင်းတဲ့အပေါ်ရှူထုတ်တယ်အောက်ရှူတင်းတဲ့အပေါ်ရှူထုတ်တယ်အောက်ရှူတင်းတဲ့အပေါ်ရှူထုတ်တယ်အောက်ရှူတဲ့အပေါ်ရှူထုတ်တဲ့အောက် ခုနှစ်ကြိမ်ပြီးတော့ပြီးနောက်ထပ်၃ကြိမ်ကြိုးစားမယ်ရှူတင်းနဲ့အပေါ်ညောင်းလာလိမ့်မယ်နော်ဆက်ပြီးကြိုးစားမယ်ရှူထုတ်တဲ့အောက်ရှူတဲ့အပေါ်ထုတ်တဲ့အောက်နောက်ဆုံးရှူတင်းနဲ့အပေါ်ရှူထုတ်တဲ့အောက်ပြီးမှညလုံးလေးကိုမိတ်ပြီးတော့ရှူတင်းရှူထုတ်ကိုခုနှစ်ကြိမ်လုပ်ပြီးပါ ရှူတယ်နဲ့ရှူထောက်တယ်ရှူတယ်နဲ့ရှူထောက်တယ်ရှူတယ်ရှူထောက်လုပ်နေတဲ့အချိန်မှာကျမတို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုအာရင်အတ္တတရားရှိရဲလို့မှတ်ပေးမယ်နော်ဟုတ်ပြီမျိုးလုံးလေးပြန်ပြီးဖွင့်ကြည့်မယ်လွယ်လွယ်လေးပဲနော်ဒီတစ်ခါကျရင် အဲရှူသွင်းတဲ့အချိန်မှာဘယ်ရှူထုတ်တဲ့အချိန်မှာညာကိုကြည့်မယ်နော်မျက်လုံးလေးကိုဒီလိုအရှိကိုကြည့်ရတဲ့အတိုင်းပဲဘယ်ကိုကြည့်မယ်ညာကိုကြည့်မယ်နော်အဲ့ဒီအချိန်မှာမျက်နာလေးကဒီလိုအတင်းမလိုက်ဘူးဒီကြည့်တဲ့အချိန်မှာကိုကတတိဟိုမထားဘူးနင်းနေလိုက်တာကိုရှိလိုက်မယ်ဒါမှအတတ်နိုင်ဆုံးမျက်နာလေးငင်ငင်လေးနေပေးပါနော်ဟုတ်ပြီတတန်းတတားလေးနေပြအရှိလေးကိုကြည့်ထားပေးမယ်ပြီးမှအတတ်ရှူး ပယ်ကိုတောင်းကပ်ပြီးတော့ကြည့်မယ်နော်ထုံးညာကိုတောင်းကပ်ပြီးတော့ကြည့်မယ်ဒါတက်လို့မှာမယ်နော်ရှူပြီးတော့ပယ်ထုတ်ပြီးတော့ညာ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  ဟုတ်ပြီဆက်ကြိုးစားမယ်ရှူပြီးပဲထောက်ပြီးညာဟုတ်ပြီရှူတင်းနဲ့ပဲရှူထောက်တယ်ညာရှူတင်းနဲ့ပဲရှူထောက်တယ်ညာရှူတင်းနဲ့ပဲရှူထောက်တယ်ညာတောင်းကြင်ကြံတဲ့ရှူပြီးတော့ပဲထောက်တယ်ညာဟုတ်ပြီရှူပြီးပဲထောက်တယ်ညာ ရှူပြီးတော့ပဲထုတ်ကြညာဟုတ်ပြီပြီးမှမျက်လုံးလေးကိုမိတ်ပြီးတော့ရှူသွင်းရှူထုတ်ကိုခုနှစ်ကြိမ်သွားပြီမိတ် ထောက်ပြီးရှူတွင်းရှူထောက်ခုနှစ်ချိန်ပြီးသွားပြီးဆိုမျက်လုံးလေးကိုဖွင့်ကြည့်မယ်အခုနကျွန်တော်တို့လေ့ကျင့်နေတဲ့အချိန်မှာညောင်းနာတွေကမျက်လုံးလေးမိတ်ပြီးတော့နှားလိုက်တဲ့အချိန်မှာတက်တာသွားတော့ကိုခန်းစားရလိမ့်မယ်နော်ဟုတ်ပြီဒီတစ်ခါကျရင်မျက်လုံးကိုတပတ်လျောင်ဝိုင်းမယ်เนาะကျွန်တော်ကွန်ပျူတာအသုံးပြုရတူဆိုစူးစမ်းကြည့်ပါเนาะတကယ်ကိုတက်တာကိုခန်းစားရလိမ့်မယ်ဟုတ်ပြီမျက်လုံးကိုအပေါ်ကြည့်မယ်ညာဘက်ကနေအရင်ဝိုင်းမယ်เนาะပြီးတော့ညာ ပြီးတော့အောင်ပြတ်ပယ်ကြည့်မယ်နော်အပေါ်ရှူသွင်းရှူထုံးလိုက်တော့မယ်နော်ညာအောင်အတမောင်းထောင်းနော်ပယ်နှစ်ချိန်ပြီးနော်အပေါ်ပယ်အောင်ညာဟုတ်ပြီအပေါ်ပယ်အောင်ညာဟုတ်ပြီအပေါ် 背凹面阿波，好比表面变大面咯。背凹面阿波，背凹面阿波，背凹面阿波，背。 အောင်ညာနောက်ဆုံးအပေါ်ပေးအောင်ညာဟုတ်ပြီမျိုးလုံးလေးရောမေးပြီးတော့ရှူသွင်းရှူထုတ်လေးလှူထားပေးပါခနကျင်းရှူသွင်းရှူထုတ်ခနကျင်းတော့ပြင်မယ်မျက်မှောက်မကြုံဘူးเนาะတက်ကိုဖြည်းဖြည်းရှူဖြည်းဖြည်းထုတ် ဟုတ်ပြီခုနှစ်ကြိမ်ပြီးသွားပြီဆိုမျက်လုံးလေးကိုဖွင့်ကြည့်မယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဥကောင်းကိုပြန်ပြီးတော့လေ့ကျင့်လိုက်မယ်ဆိုပို့ပြနေလို့ကောင်းသွားလိမ့်မယ်ဆိုတော့အသက်ရှူပြီးဥကောင်းလေးပေါ်ထားပါရှူထောက်ပြမျက်လုံးလေးအပေါ်တောင်းကပ်ပြအပေါ်ချင်းအိုးမျက်ခုံးကခုကြောက်ကြည့်နက်ခေါဆူပြချင်းချင်းလေးထားပြီးရှူတဲ့ရှူထောက်၅ချိန်ထားပြီးပါ အောက်ရှူပြီးဥကောင်းပြန်မှန်းထုတ်ပြီးဥကောင်းငိုထုတ်ပြီးလဲငုံထားလေးဖြားနေရင်ပက်နဲ့ရတော့လေကခိုင်းမဆောင်တော့ခေါမကုံတော့ခမ်းမမက်လေးထားအတိုင်းပဲညလုံးလေးရနှာခေါင်းထိတ်နောက်ကြည့်ထားလိုက်ရှူတဲ့ရှူထုတ်ငါချင်းဟုတ်ပြီ ရှုပြီးဥကောင်းပြန်မှန်းထုတ်ပြီးတော့ညာကိုစောင်းမယ်စောင်းတဲ့အချိန်မှာခန္ဓာကိုယ်မစောင်းတော့ပဲဥကောင်းမယ်စောင်းမယ်ဒီဘက်ပဲပဲလေပင်နေနော်တင်းနေပြီးတော့ညာဘက်လျော့နဲ့ပခုံးနဲ့ကပ်ဖို့ကြိုးစားကပ်တော့ကပ်တော့မဟုတ်ဘူးနော်ကြိုးစားရနော်ရှုတင်းရှုထုံဟာကျင်း ဟုတ်ပြီရှူပြီးအကောင်းမှန်ထုတ်ပြီးတော့ဘဲဘက်ကိုပြန်ဆောင်ရှူတဲရှူထုံငါးချိန်သွားပြီးမယ်နော်ဒီမျိုးလုံးလေးတွေဆိုတော့ကျွန်တော်တို့အစားထိုးလို့မရအောင်နော်အဲ့လိုလေးကိုကုလေးစေးမှလည်းမရအောင်လေနော်အဲ့ဆိုကျွန်တော်တို့ကယူဆိုင်ရပါမယ်ကယူဆိုင်ပြပါတော်ခန္ဓာကိုယ်ကချမ်းမှဖို့အမြဲတမ်းကယူဆိုင်နေရမယ်နော်။စားတာတောက်တာနေရထိုင်တာအိပ်တာအကုန်လုံးကယူဆိုင်ပေးပါ ဟုတ်ပြီဒီမှာရှူပြီးကောင်းမှန်းဟုတ်ပြီထုတ်ပြဒီလိုညောင်းလက်ကြည့်လားခနာကိုလိုက်မတော်အောင်နော်မျိုးလုံးလို့ဟိုးအနောက်ကိုတောင်းကပ်ပြီးကြည်ထားရှူတွင်းရှူထောင်၅ချိန်အော်ဒီရှူပြီးကောင်းမှထုတ်ပေကိုလက်ထားမျိုးလုံးလေးဟိုးအနောက်ကိုနောက်ချမယုံတမားတွေ ်အချိန်ပြည့်အထိုင်များတယ်အာယုံဆိုင်ပြီးအလုံးလုံးရတယ်ကွန်ပျူတာချိများတဲ့တူတွေအရန်ကိုအကျိုးရှိပါတယ်။နိုင်ရခြင်းပေးပါအချိန်ပေးပါနော်။တကယ်ကျမကဝင်ရပေးရပဲရှိရဲ့။နိုင်ရခြင်းဖိုးကနော်လိုအပ်တဲ့တူတွေကကိုအချိန်ပေးမှရပါမယ်။ဟုတ်ကဲ့ရှူပြရှယ်။ထုတ်ပြီးဥကောက်ဦးမော။ကဲဥကောက်ဖြည်းဖြည်းချင်းဝိုင်းနေနော်။ kiếm đi chân quanh ba mẹ bê tông chân nga tông chân quanh chị yêu bê a bò nha a one two three hobby bi biang 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 one one two through hobby pp chain shop hobby ဒီမှာလက်လေးအရှိကိုဆန်းလိုက်ညာလက်ကိုဆန်းဘဘလက်ကဒီလိုမျိုးအောက်ကနေလောက်ကလန်ပြီးမှညာလက်ကိုဖြင်းချလိုက်ဖြင်းပြီးတော့ဥကောင်းကဆန့်ကျင်ပန်းနော်လက်ကညာဘက်လက်ကဘယ်ဘက်ကိုဖြင်းချလဲဥကောင်းကညာဘက်ကိုလှည့်ထားတယ်โอเคပြီးမှဖြင်းဖြင်းချင်း short ဟုတ်ပြီနော်ပြီးမှဘယ်လက်ကိုပြန်ဆန့်ညာဘက်လက်ကအောက်ကနေယူ ဖြစ်ချလိုက်ဥပမာဆန်ကျင်နဲ့အထိတ်ထိတ်အချိန်ကအတော့အောင်ထောင်းရှုတင်းရှုထုံးကောင်းရှောက်လို့မရပါနဲ့ဟုတ်ပြီဒီမှာဖြည်းဖြည်းချင်းရှော့လလေးကိုရှော့ဟုတ်လက်တစ်ဖက်ကိုရှက်လိုက်လလေးကိုပလက်ထားလိုက်လလေးကိုအပေါ်ဆဲတင်မယ်နော်အသက်ရှူပြီးလလေးကိုအပေါ်ဖြည်းဖြည်းချင်းအပေါ်မလာတဲ့မလာတဲ့မလာဟုတ်ပြီရှူထောက်ပြီးတော့လလေးကိုဒီလိုမျိုးအပေါ်မှာညာလေး မြောက်ထားမယ်လက်ကလည်းအနောက်ကများများလေးတော်ပြီးအဲ့အနောက်ကများများလေးတော်ပြီးပါဟုတ်ပြီအဲ့ဒီမှာတကယ်လို့ထိုင်ပေါ်မှာထိုင်နေတူဒါမှမဟုတ်အခုလိုမျိုးကျွန်မလူမျိုးပေါ့နော်ကျန်းဖြစ်ပေါ်မှာထိုင်နေမတည့်ရနေရစမှာကျောနော်ခါအပေါ်ကနော်ကျိုးယူတလျှောက်ဟုတ်ကဲ့ဆန်းဆန်းရောခန်းစားရလိမ့်မယ်အခုကျွန်မစကားပြောနေတဲ့အချိန်မှာ လိုင်းလေးချင်းလေးတူကရှူတင်းရှူထောက်လိုက်ထားမယ်။ကဲ5လေလေးညောင်းလာတယ်ဟုတ်4ခဏလေးပဲနော်3 2 1 Okay ဒီလိုလေးဖွင့်ကြည့်လေလေးကိုဆက်လိုက်ဆက်ပြီးလေလေးဘေးဖြည်ဖြည်ချင်း short Okay ရှူတင်းပါရှူထောက်ပါဆိုတော့ လက်ခွာလေးကိုပုတ်ချေပေးမယ်။လက်ခွာပူရဲ့ချေပူအဲ့ဒီပုတ်တဲ့အချိန်မှာမျက်လုံးကိုတစ်ခေါက်မိတ်ထားပေးလိုက်နော်။မျက်လုံးကိုမိတ်ထားပြီးတော့လေးလေးပဲပုတ်မယ်ပုတ်မယ်ပုတ်မယ်ဟဲ့။လက်ခွာမပုံးဘူးမပယ်ဘူးနော်။ဟုတ်ပြီပူပြီလား။ပူပြီဆိုရင်လက်ခွာလေးကိုခုန်ခုန်လေးမျက်လုံးပေါ်မှာအော်လက်ခွာအောက်မှာမျက်လုံးလေးကိုဖွင့်ကြည့်မယ်။ လို့ရအပူလေးလည်းနှလုံးညောင်းတာကြိုက်တာလေးတက်တာစေတယ်။နောက်ထက်ခါထက်ခါလည်းလို့ရရနော်။ဟောပြီးပြီးလည်းလို့ဖြည်းဖြည်းချင်းပဲရှော့ချမယ်။ဆိုတော့ကျမတို့ဒီလောက်လေးလိုက်လေးချင်းနဲ့ဆင်တော်မှာကျမတို့နော်တကယ်ကိုဒီနှလုံးလေးမျက်ကြောကြိုက်တာနော်မျက်ယူကြိုက်တာလေနော်နှဖူးကြောတင်းနေတာတော်တော်လေးတက်တာသွားတော့ကိုခန်းစားရရှိလိမ့်မယ်နော်။ဆိုတော့လိုက်လေးချင်းဖူးကတကယ်လို့အတက်တူအချိန်ပေးပါဘယ်တော့မှကြာလည်းမဟုတ်ဘူး။ ်ဘယ်နေရာမှာမဆိုးတဲ့အချိန်မှာမဆိုးကျမတို့လေ့ကျင့်လို့ရပါတယ်တကယ်လို့ဒီဒီနေ့ကျမဝင်ရပြည့်ဒီသင်္ခန်းစာကို လိုက်လေ့ကျင့်ပြီးတော့အဆင်ပြေဆိုရင်ဒီအောက်မှာ comment လေးရေးပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်